အဲပြောတော့တိုင်းပြည်ကိုဟိုကြောင်ထဲကြဖို့လက်တကန်းအလိုမှာဆွဲတင်တယ်လို့ပါတယ်လို့စောက်စကားတွေကြီးကြီးလေးလေးတွေပြောတယ်ပြီးလို့ရှိရင်ဗစိတ်ကောင်းချက်ဝီစိတ်ကောင်းချက်ပြီးတော့ခွေးသားမယောင်းနဲ့လို့ပြီးရင်ကျွန်တော်မလုပ်ရဲတာဘာမှမရှိဘူးလို့ပြီးရင်ဟိုသတင်းမှန်ပညာရေးကဗိုလ်ချုပ်စိုးမင်းထွန်းကလည်းဗခလုတ်တစ်ချက်နှိမ့်လိုက်နေခမောက်ဘယ်ချိန်မှနှိမ့်မှာခမောက်တို့မိသားစုတွေပါတော်ကခမောက်နှိမ့်ချိန်ရှိမှာမဟုတ်ဘူးเนาะ အဲ့တော့ကျွန်တော်တို့ကရှက်တယ်နော်ရမခါကြီးကြာသွားရင်ဇော်ဘုံအသက်ခံမယ်လို့ပါလို့ဟုတ်လားပြောခဲ့တယ်ဒါမှန်တယ်လေဒါကျွန်တော်တို့ကယုံကြည်ခဲ့တယ်အစိုးရနဲ့တက်မလို့ယုံကြည်ခဲ့တယ်စစ်တပ်အာဏာသိမ်းပြီး၄နှစ်ကျော်လာကြဲနေမြင့်နဲ့စစ်စခန်းများဆုံးရှုံးလာမှုများလာတဲ့နေ့အမျဘုံကြုံမှုကြီးမရောက်လာရင်စီမံခန့်ခွဲမှုများအပေါ်တထောက်ခံသူတို့ပြင်းပြင်းထန်ထန်ဝေဖန်ကြသဖြင့်မကြာခဏဖမ်းဆီးသည့်တည်င်းများထွက်ပေါ်နေရာဇွန်လ၂ရက်ကဇော်ဘုံဆိုသူဖမ်းခံရပြန်သည် ဇော်ဘောဟင်းဒီစစ်တပ်ထောက်ခံသူအဖြစ်လူသိများပြီးလာရှိုးမျိုးရှိအရှိမြောက်တိုင်းစစ်ဌာနချုပ်ကြပါကမိမိကိုကိုမိမိမိရှိုးကတတ်တယ်မိဟုကြုံဝါဘူးသူဖြစ်သည်ယခုအခါပြည်ဦးလေမျိုးနေအိမ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များကဝင်ရောက်ဖမ်းဆီးခဲ့ပြီးအလဲပိုင်းတိုင်းစစ်ဌာနချုပ်၏မန္တလေးနန်းတွင်းစစ်ကြောရေးကိုခေါ်ဆောင်ကစစ်စင်းမင်းမြတ်နေကြောင်းသိရသည် ြုံလဲမျိုးကန်တူကလက်ရှိသူ့ကိုဆက်သွယ်ရေးဥပဒေပုံမှရှောက်ဆက်ရှောက်ကကြီးနဲ့ရန်ကုန်မှာအမှုဖွင့်ခံထားရတာတော့ရှိတယ်။အခုကဘာကြောင့်ဖမ်းနေဘာပုံမှားတွေတက်မယ်ဆိုတာတော့တိတိကျကျမသိရသေးဘူး။နောက်ပိုင်းခံဝင်နဲ့ပြန်လွတ်ပေးရင်တော့မပြောတတ်ဘူး။အခုထိတော့ပြန်မလွတ်သေးတာသိကြတယ်ဟုအေယာဝတီကိုပြောသည်။ စော်ဘောဟင်းကိုဆက်သွယ်ရေးဥပဒေတစ်မောင်ခိုမှုလက်နက်မှုလိုင်စင်မဲ့ကားယာဝဲမှုများဖြင့်ဖန်စီထားပြီးတရားစွဲဆိုနိုင်ရန်လှုံ့ဆော်နေသည်ဟုစစ်ကောင်စီဝါဒဖြင့် Telegram Channel တစ်ခုဖြစ်သည့်ဟန်ငင်းဦးအကောင့်၌ရေးသားထားသလိုဖန်စီခံရမှုအပေါ်ကောက်ကွက်နေသူများသည်စစ်တပ်ကိုတော်လှန်ပုန်ကန်ဖြုတ်ရှရန်ကြံစည်နေသောပူးတွဲတချို့များဖြစ်၍၎င်းဘက်တော်သားမှန်သမျှကိုလည်းဖန်စီရမည်ဟုလှုံ့ဆော်ထားသည် လူမှုကွန်ရက်တွင်စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမေအောင်လိုက်အပါအဝင်စစ်ကောင်းဆောင်များကိုပြင်းပြင်းထန်ထန်ဝေဖန်ဆဲဆိုလေးရှိသည့်ဇော်ဘောဟိတ်ဖန်စီခံရရေးစစ်လော်ဘီဟန်ငင်ဦးကအဓိကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၎င်းသည်တက်မတော်ကိုရှင်းမြတ်နိုးသူဖြစ်၍ခံဝေဖြစ်ပြန်လို့ပေးရန်စသဖြင့်အမျိုးပါဒသာသနာဆောက်ရှောက်ရေးမဘာသာဥဆောင်သူတို့ရှိုးနှင့်စစ်တပ်ထောက်ခံသူများကရေးသားထားကြသည် စစ်တပ်ထောက်ခံသူဇော်ဘောဟင်းကိုမန္တလေးနန်းတွင်းစစ်ကြောရေးကိုပို့ဆောင်ထားပြီးမန္တလေး၊စကိုင်း၊မကွေးဒေသတွင်းမှာစစ်ကောင်စီနဲ့ပြူစောတီအဖွဲ့တွေကြားမကြေလည်မှုတွေပုံများလာပါတယ်။စစ်ကောင်စီကိုဝေဖန်မှုတွေစတိုက်ပြုလုပ်ခဲ့တဲ့စစ်တပ်ထောက်ခံသူဇော်ဘောဟင်းကိုမန္တလေးနန်းတွင်းစစ်ကြောရေးမှစစ်ဆေးနေတယ်လို့မန္တလေးဒေသခံ PDF ကောင်းဆောင်တယောက်ကပြောပါရယ်။ ပြင်ဦးလေးမျိုးတုံးတောင်အရက်မှာနေထိုင်တဲ့ဇော်ဘောဟင်းကိုဇွန်လ၂ရက်မှာစစ်ကောင်စီကဖမ်းဆီးခဲ့ပြီး ပုံမှန်နှစ်ခုနဲ့အမှုဖွင့်ထားတာဖြစ်ပါတယ်။ဇော်ဘောဟင်းဟာအဖမ်းခံရပြီးနောက်ပိုင်းမှာပြင်ဦးလေးမျိုးနဲ့ပြင်စာရွာရဲစခန်းကို ရောက်မလာခဲ့တယ်လို့အနီးစခန်းစစ်ကြောရေးကိုလည်းရောက်မလာခဲ့ပဲမန္တလေးနန်းတွင်းစစ်ကြောရေးကိုအပိုခံထားရတယ်လို့ဆိုပါတယ်။မတရားပီဒီရဲ့တာဝန်ရှိသူဦးတို့ကမန္တလေးနန်းတွင်းထဲကိုရောက်နေတယ်။အဲ့ဒီလိုသတင်းရထားတာတော့ရှိတယ်။ သူတို့အဲ့ဒီလိုဖြစ်နေတာကျွန်တော်တို့အတွက်ဒါဝမ်းသာအားရစရာပဲလေအဲ့ဒီလိုပဲမှတ်ယူတဲ့နောက်တစ်ခုတတိရှိရမယ့်အချက်ကဘာလဲဆိုတော့လန်ကျုပ်ဇလန်းလားရုပ်ရှင်ရိုက်တာလားပေါ့အဲ့ဒါလေးတော့တန်တရားဖြစ်မိတဲ့ဦးနေဝင်းကိုဦးတန်းရွှေကဂယုမဆိုင်တယ်လို့ဦးတန်းရွှေကိုမင်းအောင်လိုင်ကဂယုမဆိုင်တယ်လို့စစ်တပ်ထဲမှာအရာရှိအရာခံဆိုတာတွေတောင်မှ ဖြုတ်ထုတ်တဲ့တွေလုပ်နေတာပဲလေယာရုကနေဖေရှားအနာပေ အနားပေးတယ်ဆိုတာလူကြားကအောင်ပြောတာစီရန်တရားဘျူရိုကရက်ထဲမှာဓာရီကအစဉ်တစိုက်ရှိနေတာအဲ့ဒီကြားထဲမှာဇော်ဘောင်းလိုကောင်ကပမွားပဲလေလို့ပြောပါတယ်မန္တလေးတိုင်းမြင်းကြံခရိုင်မှာနာမည်ကြီးတဲ့အမျိုးသမီးပြူစော်ဒီကောင်းဆောင်တီတာယူမော်ဟာလေဧပြီလကုန်ပိုင်းကလှုပ်ရှားမှုတွေမရှိတော့ဘဲသတင်းတွေညင်နေခဲ့ပါတယ် ဧပြီလကလေးကစစ်ကောင်စီရဲ့မြင်းကြိုင်ခရိုင်အတွင်းကတိုက်ပွဲတွေမှာပြူစောတိတွေကိုမတုံးတော့ဘဲစစ်ကောင်စီကသူတို့စစ်သားတွေကိုပဲအုံပြုနေတာတွေ့ရတယ်လို့ဒေသခံ PDF ခေါင်းဆောင်တယောက်ကပြောပါတယ်။မြင်းကြံ Black Tiger ခေါင်းဆောင်ဘိုးမိုက်ခဲကအဓိကတီတာရွမွန်ငိမ့်နေတယ်ဆိုတာကလည်းကဘာပေါ်မှာဘဲအာနာမရှင်မဆိုပေါ့ပြည်သူကိုစော်ကားတဲ့သူတွေတနေ့ပြည်သူကြင်စာမိတာပဲ။တီတာရွမွန်သူ့ဘာသာသူအမြင့်ပြက်ရင်ပြက်မပြက်ရင်နေ ေကြတာတခုကသူအမြင့်မပြတ်ဘူးဆိုလေသူ့ကိုအမြင့်ပြတ်အောင်ကျွန်တော်တို့ကြားမဲတွေက အမြင့်ဖြတ်ပေးရမှာပဲဗျလို့ပြောပါတယ်စော်ဘောဟင်းကစစ်လော်ဘီဘောမဖြစ်နေလို့မကြိုက်ဘူးဒါပေမဲ့စစ်တပ်ထဲမှာဖြစ်နေတဲ့အကျင့်ပြတ်ရှာစားမှုတွေကိုဖော်ထုတ်ပြောဆိုနေတာမျိုးတော့သဘောကျတယ်။အခုဖြစ်စဉ်ကတော့သူတို့ဘောမ အရှင်ရှင်ကြီးကြပြီးဖြစ်ကြတာဟန်ငယ်ဦးဆိုတာဘသူမှမသိပေမဲ့သူအကောင့်ကတင်တာနဲ့အဖမ်းခံရတာတော့ထူရှားတယ်။ ရှေးမှာလဲငားမင်းစွေတို့ဥကြော်စရာတို့လဲဟန်ញဲဦးအကောင့်တင်ပြီးတော့မကြဘူးအဖမ်းခံကြရတာပဲလေဟုမန္တလေးမြို့ကန်တူကပြောသည်မဘာသာနဲ့စစ်တပ်ထောက်ခံသူတော်မမိုးခိုင်ဆိုသူကလဲဇော်ဘောဟင်းသည်စစ်ကောင်းဆောင်အပါအဝင်စစ်တပ်အရာရှိကြီးများကိုဆဲဆိုခြင်းပြုလုပ်နေသည်ဟုဆိုကရန်ကုန်တိုင်းတကုံမြို့တစ်တောင်ပိုင်းမြို့နယ်ရဲစခန်းတွင်ပုံမှန်66ကာကြီးဖြင့်2025မေလ9ရက်၌အမှုပွင့်ထားကြောင်းသိရသည် စစ်တပ်ထောက်ခံသူတို့ကသူတို့ကောင်းကြောင်းတော်ကြောင်းတွေကိုပဲကောင်းကောင်းမွန်မွန်ထောက်ခံပြောဆိုရင်ဘာမှမဖြစ်ဘူးအဲ့ဒီလိုမဟုတ်ပဲအမားတွေကိုထောက်ပြဝေဖန်ပြောဆိုရင် အကုန်ဖမ်းခံရမယ်ဆိုတာတတိပေးလိုက်တာပဲမြင်နေဟုဆိုသည်ဇော်ဘိုဟိဖန်စီခံရမှုနှင့်ပတ်သက်၍စစ်ကောင်စီကတည်င်းထုတ်ပြန်ခြင်းမရှိသေးပေ ၎င်းသည်ဖမ်းဆီးမခံရမီအရှိန်ကစစ်လော်ဘီများဖြစ်ကြသည့်ကျော်စိုးဦး၊ဒဇင်ဦးတို့နှင့်အတူမုံရွာမြို့အရှိဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအပါအဝင်စကိုင်းနှင့်မန္တလေးမြို့များသို့တွားရောက်ခဲ့သည်။ ထို့သောသောအရှိအအနေများကြောင့်စစ်တပ်ထောက်ခံသူများကြောင့်အုပ်စုကွဲမှုများဖြစ်ပေါ်နေပြီးစစ်ကောင်စီကလည်း၎င်းတို့အားဝေဖန်သည့်တပ်ထောက်ခံသူများအားဖမ်းဆီး၍ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများကိုဖမ်းဆီးထောင်ရှားသည့်ပုံမှန်များဖြစ်သောနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုရာဇသက်ကြီးဥပဒေပုံမှန်905ကကြီး124ဥပဒေများဖြင့်အရေးယူထောင်ရှားလျက်ရှိသည်အဆိုပါဖြစ်စဉ်များအနက် မိထီလာမျိုးအဝင်ဂိတ်တွင်စစ်ကောင်စီတပ်မဘုံမှုတအူနှင့် အရှိအတင်စကားများခဲ့သည့် ပြူစောတိကောင်းဆောင်သောယူထွန်းကိုလည်းမေလ29ရက်၌တရားရုံးထုတ်ပြီးပုံမှ905ကကြီး66ကကြီးတို့ဖြင့်တရားစွဲဆိုကမိတ္တိလာအကျဉ်းထောင်သို့ပို့ဆောင်ထားကြောင်းသိရသည်ပြူစောတိကောင်းဆောင်သောယူထွန်းသည်အငိမ့်စားအုပ်ခွဲတက်ချက်ကြီးတဦးဖြစ်သလိုဆရာနာသိမ့်ပြီးနောက်ပိုင်းစစ်ကောင်စီအတွက်တည်င်းပေးခြင်းလုံခြုံရေးယူပေးခြင်းများပြုလုပ်ပြီးနေရာမှာ ပြည်သူစစ်တင်နှံတက်ရောက်၍မိတ္တိလာမျိုးပြူစောတိကောင်းဆောင်တဦးဖြစ်လာကစစ်စေးရေးကိတ်များတွင် တာဝန်ပေးခံထားရသူဖြစ်သည် မိထီလာမျိုးနဲ့အတွင်စစ်မှုထမ်းအတွက်လူစားထိုးငွေကြေးကောက်ခံနေမှုလူစားထိုးရန်ငွေကြက်30ရှိပေးနေရမှုနဲ့ပေါ်တာဆွဲဖမ်းဆီးနေမှုများကြောင့်လူငယ်များအပြစ်မထွက်ရဲကြတော့ကြောင်းရေးသားခဲ့၍နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးပြတ်ပြားစေရန်လှုံ့ဆော်ခြင်းဝါဒဖြန့်ကျင်းများလှုံ့ဆော်ခဲ့သည်ဟုဆိုကာမေလ15ရက်တွင်၎င်းအားဖမ်းဆီးခဲ့ရာစစ်တပ်ထောက်ခံသူများကြားအမြင်ကွဲလွဲခဲ့သလိုမိထီလာပြည်သူ့စစ်အဖွဲ့ဝင်20ကျော်နှုတ်ထွက်ခဲ့ကြသည် ထို့အတူမွန်ပြည်နယ်ကြိုက်တို့မြို့နယ်ဗိုလ်ချုပ်လန်းနေစစ်တပ်ထောက်ခံသူတအိုးဖြစ်သည့်ငါမင်းဆွေခဦးမင်းဆွေကိုလည်းစစ်ကောင်းဆောင်အားလူမှုကွန်ရက်ပေါ်၌ဝေဖန်တယောသည်ဆိုက2024နိုဝင်ဘာ9ရက်တွင်ဖမ်းဆီးခဲ့ပြီးနောက်2025မတ်လ25ရက်၌အင်းစိန်ထောင်တွင်တရားရုံးကပုံမှန်905ကကြီးဖြင့်ထောင်ဒဏ်3နှစ်ရှာမှတ်ခဲ့ပါသည်ငါမင်းဆွေသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်2018ကလည်းလူမှုကွန်ရက်စာမျက်နှာ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကိုရေးသားပုတ်ခတ်ခဲ့ခြင်းကြောင့်နိုင်ငံတော်အကြီးညိုပြတ်စေမှုဖြင့်ဖမ်းဆီးခံခဲ့ရသေးသည်။ထို့ပြင်လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြင့်စစ်တပ်မှဒုတိယပုံမူကြီးအဆင့်ဖြင့်အနားယူခဲ့သည့်ဦးကျော်စရာကိုလည်းလူမှုကွန်ရက်ပေါ်တွင်ငလင်လောက်ခဲ့ပြီးနောက်စစ်ကောင်းဆောင်၏လှုပ်ဆောင်ပြောဆိုချက်များအားတယောခြင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတရားဝင်ဖြစ်ရေးနှင့် ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးမှနှုတ်ထွက်ရသည့်အကြောင်းများရေးသားခဲ့သည့်ဖြစ်ဧပြီလကုန်ပိုင်းကတည်းကဖန်စီထိန်သိမ်းခံထားရသည်ဥကြော်စရာအပြင်2021အာနာသိမ်းပြီးနောက်ပါစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုဝေဖန်သည့်အငိမ့်စားတက်အရာရှိကြီးများဖြစ်သောပြန်ကြားရေးဝန်ကြီးဟောင်းဦးရထွတ်ဆရာနာရှင်အောင်ဦးတန်းရွှေဤတမတ်ဖြစ်သူစစ်စေးတက်မှဗိုလ်မှုကြီးအဆင့်ဖြစ်အငိမ့်စားယူခဲ့သူဒေါက်တာနေစိုးမှအငိမ့်စားဒုတိယဗိုလ်ချုပ်ကြီးမြင့်လှိုင်တို့လည်းဖမ်းဆီးထောင်ရှားခံထားရသည် စစ်တပ်ထောက်ခံသူတည်င်းတောက်တူဖြစ်သည့်ကျော်စိုးဦးသည်လည်း2024မတ်လ10ရက်ကရှင်ပြည်နယ်စွန်ဘရာပွန်တိုက်ပွဲတွင်ကြဆုံးခဲ့သည့်ရဲအုပ်နေလင်းဟိန်၏နာရေးအိမ်သို့ရဲအရာရှိများရောက်မလာခဲ့မှုအပေါ်ဝေဖန်ခဲ့သဖြင့် ရဲတပ်ဖွဲ့က905ကကြီးဖြင့်အမှုဖွင့်လက်ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်ရက်အနည်းငယ်ကြာတွင်အမှုပိတ်သိမ်းကပြန်လွတ်ပေးခဲ့သလို2025ဇန်နဝါရီလအတွင်းမှာစစ်တပ်နှင့်စစ်ကောင်စောက်အားပြစ်တင်ဝေဖန်ခဲ့မှုကြောင့်ဒုတိယအကြိမ်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးခံဝေဖြစ်ပြန်လည်လွတ်မြောက်လာခဲ့သည်ထိုအတူမဘာသာအဖွဲ့ဝင်စစ်တပ်လော်ဘီတအူဖြစ်သူမပုတုမဟာသွေးဒီလည်း2024ခုနှစ်အတွင်းကစစ်ကောင်စီ၏ခေါ်ယူစစ်ဆေးခြင်းများပြုလုပ်ခံခဲ့ရသလို မဘာဒဒုရယမျိုးဆက်အဖြစ်ပြောဆိုလေးရှိသည့်ပြည်သူ့စစ်အမြေခံမဘာဒဖုန်ကြီးပောက်ကိုတော်သည်2024ဇန်နဝါရီ16ရက်ကပြည်ဦးလေမျိုးတွင်ပြုလုပ်ခဲ့သည့်စစ်တပ်ထောက်ခံပွဲတွင်စစ်ကောင်းဆောင်အားရာထူးဆွန့်လွတ်ရန်ပြောဆိုခဲ့သည့်ဖြစ်စစ်ကောင်စီ၏ခေါ်ယူစစ်ဆေးမေးမြန်းမှုများပြုလုပ်ခံခဲ့ရသေးသည်